နိဗ္ဗာန်ဆိုတာဘုံဌာနကြီးတစ်ခုလည်းမဟုတ်ပါဘူးနိဗ္ဗာန်ဆိုတဲ့သကလုံးနဲ့ရှင်းမဲ့ဆိုလို့ရှိရင်လူချင်းမှုတွေတွတ်တာမှုတွေတတ်မဲ့မှုတွေအားလုံးအဆုံးသတ်သွားနိုင်တဲ့အဆင့်ကိုနိဗ္ဗာန်လို့ခေါ်တော့ပါဒါမို့နိဗ္ဗာန်ဆိုတဲ့သကလုံးကဝါဏဆိုတာကံနဲ့အကျိုးတွဲချိတ်ထားတယ်ဘဝတစ်ခုနဲ့ဘဝတစ်ခု တွဲဆက်ပေးထားတယ်ဆင်းရဲဒုက္ခတွေဟာဆင်းဆက်မပြတ် တခုပြီးတခုဖြစ်ပေါ်နေတဲ့အရာတွေဟာဘာကြောင့်လဲလို့ဆိုရင်လူကျင်မှုတွေတတ်မဲ့မှုတွေတွတ်တာမှုတွေတဏလောဘတွေကြောင့်ဖြစ်နေတာဖြစ်တယ်။အဲ့ဒီတဏလောဘတွေကိုခြုံငိမ့်တော့အောင်ဆုံးတတ်နိုင်တဲ့အဆင်ဟာနိဗ္ဗာန်ပဲဖြစ်ပါတယ်။ဒါကနိဗ္ဗာန်ဆိုတဲ့စကားလုံးကပြောတဲ့အထိပ္ပယ်ပဲနော်။နောက်မိကောတစ်ခုကဘာကြောင့်နိဗ္ဗာန်ရောက်အောင်ကြိုးစားသင့်တယ်လဲဆိုတဲ့မိကောကတော့ နိဗ္ဗာန်မရမချင်းလူမှုဒုက္ခတွေတို့ဘဝဒုက္ခတွေတို့ကြုံတွေ့နေမှာဖြစ်တယ်။အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ဘယ်တော့မှအဲ့ဒီဒုက္ခမျိုးမရောက်အောင်ချမ်းသာမှုရချင်တယ်ဆိုရင်တော့ဒါနိဗ္ဗာန်ရောက်အောင်ကြိုးစားရမှာပဲဖြစ်တယ်ပေါ့။ဒါကြောင့်ကြိုးစားသင့်တယ်ဒုက္ခအဆုံးသတ်ဖို့အတွက်နိဗ္ဗာန်ရောက်အောင်ကြိုးစား။နိဗ္ဗာန်ရောက်မှဆင်းရဲဒုက္ခမှတည်းများအဆုံးသတ်မှာဖြစ်တယ် ဒါကြောင့်မလို့ဆင်းရဲဒုက္ခကိုကြောက်တူတိုင်းရှုံမုန်းတူတိုင်းဟာနိဗ္ဗာန်ရောက်အောင်ကြိုးစားကြရတာဖြစ်တယ်ပေါ့နော်နိဗ္ဗာန်ဆိုတာလူငယ်တွေနားလည်အောင်ရှင်းပြမိတ်ချပေးပါလို့ဆိုခုနအတိဘေကလည်းပဲနိဗ္ဗာန်ဆိုတာဘုံဌာနကြီးလည်းမဟုတ်ဘူးကောင်းကင်ဘုံကြီးလည်းမဟုတ်ဘူးခံစားဆံစားရတဲ့နေရာမျိုးလည်းမဟုတ်ဘူးအခုလက်ရှိဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေ အကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အခုဆင်းရဲဒုက္ခတွေအဆုံးသတ်သွားတာဆင်းရဲဒုက္ခဆိုတာလူတွေကမလို့ခြင်းဘူးမလို့ခြင်းဘူးဒုက္ခဆိုတာအတန်ကြာရုံနဲ့ပဲလူတွေမကြိုက်ကြဘူးပေါ့နော်အဲ့ဒီမကြိုက်တဲ့ဆင်းရဲဒုက္ခတွေကိုမရအောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီဆင်းရဲဒုက္ခတွေကိုထုတ်လုပ်နေတာဘယ်သူလဲဘယ်အရာလဲဆိုတာကိုသိရမှာဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားက တိတိလေးနဲ့ဟောထားတာရှိတယ်ဒုက္ခသမှုရယောဆိုတာလေတဏဟာဒုက္ခသမှုရယပဲဖြစ်တယ်ခုနကလိုချင်တမဲမှုတွေရှိနေသေးသမျှကလပ်ပလုံးဒီလူတွေမလိုချင်တဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့နေမှာဖြစ်တယ်အဲ့ဒီဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့လိုချင်တမဲမှုတွေကိုအဆုံးသတ်အောင်လုံလိုက်ခြင်းအပြင်ဒုက္ခအလုံးအဆုံးသတ်သွားတယ် အဲ့ဒီအဆုံးသတ်သွားတာကိုပဲနိဗ္ဗာန်လို့ဆိုတာအဲ့တော့နိဗ္ဗာန်ကိုသိဖို့ဟာနံပါတ်1ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်အောင်ကြိုးစားရတယ်နားလည်အောင်ကြိုးစားတဲ့အခါမှာဒီဒုက္ခတွေကိုမလိုချင်တော့ဘူးဆိုရင်ဒီဒုက္ခတွေကဘသူကနေလှုပ်ဆောင်ပေးနေတာလို့ဆိုတို့ချင်းတမဲမှုတဏှာလှုပ်ဆောင်ပေးဒါဖြင့်တို့ချင်းတမဲမှုတဏှာကိုဖယ်ရှားပြစ်လိုက်လို့ရှိရင် အကြောင်းတရားတွေချုပ်ငိမ့်သွားလို့အကျိုးတရားငိမ့်သွားတဲ့အဆင့်ကိုလည်းနိဗ္ဗာန်လို့ပြောတာဥပမာမယ်ခုမိကွက်လေးဆိုလို့ရှင်နေမိတောက်ကလေးရှိတယ်အဲ့ဒီမိတောက်ကလေးကဘယ်ပုံမှာယက်တည်နေတာတော့ဆိုမိစာနဲ့စီပုံမှာယက်တည်နေစီလေးကလည်းရှိနေတယ်မိစာလေးကလည်းရှိနေတယ်အဲ့ဒီပုံမှာမိတောက်လေးယက်တည်နေတယ်စီလည်းမဖြည့်တော့ဘူးမိစာလည်းကုံသွားပြီဆိုတဲ့အခါသူ့လောင်းစရာသူ့ယက်တည်ဖို့နေရာမရှိတော့ နခုအကြောင်းတရားနှစ်ခုကုံဆုံးသွားခြင်းကြောင့်ပြီးတော့ကလေးငြိမ်းသွားတယ်အကြောင်းကင်းသွားလို့အကျိုးတရားလည်းကင်းသွားတယ်ဆိုတဲ့အဲ့ဒီအငြိမ်းသဘောကိုလေနိဗ္ဗာန်လို့ခေါ်ရမယ်ဘဝဆိုတာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တာဖြစ်တယ်ကိလေသာတွေကိုဖယ်လိုက်တော့ကံရအလုပ်ပဲဖြစ်တော့ကံနဲ့ကိလေသာငြိမ်းသွားပြီငြိမ်းသွားတဲ့အခါသူတို့ဘဝတစ်ခုကိုဆက်လက်မထုတ်တော့ဘူး ဆက်လက်မထုတ်သည့်အတွက်ကြောင့်ဘဝကလည်းပြတ်သွားတယ်။ကံကိလေသာဆိုတဲ့အကြောင်းငြိမ်းလို့အကျိုးဖြစ်တဲ့ဆင်းရဲဒုက္ခဆိုတဲ့ဘဝငြိမ်းသွားတာဒါနိဗ္ဗာန်ပဲလို့ဆိုလို့ရတယ်။မှန်ပါဗျာ။နော်။အဲနိဗ္ဗာန်ဆိုတာဘာမှမရှိခြင်းသဘောတရားကိုပြောတာမျိုးလားရှင်ပြာ။မရှိတာမဟုတ်ဘူးသူက။မှန်ပါဗျာ။ဆိုတော့မီးတော့လေးဆိုတာရှိတယ်။မှန်ပါဗျာ။အဲ့ဒီမီးတော့လေးရှိတော့မီးတော့ကလေးငြိမ်းသွားတာရောမရှိဘူးလို့ပြောလို့ရလား။ အဲ့လိုတော့မရပါဘူးမရဘူးမိတော့ကလေးရှိလို့လောင်းနေတဲ့မိတော့ကလေးကိုညှိမ့်လိုက်တဲ့အငြိမ့်တဲ့သဘောမျိုးပဲအရှိကိုညှိမ့်လိုက်တဲ့အခါညှိမ့်သွားတဲ့သဘောလေးကိုပဲနိဗ္ဗာန်လို့ဆိုလိုတယ်နောက်ထပ်မိကုန်တစ်ခုကတော့